အားလုံးမင်္ဂလာပါပြန်လဲကြိုဆိုပါရစေကျွန်တော်တို့တွေဒီခဏတော့ Great English Unit 11မှာပါတဲ့ related pronouns who whom and whose အကြောင်းကိုတူတူလေ့လာကြည့်ကြရအောင်ဟုတ်ကဲ့ပါကျွန်တော်ရဲ့ channel လေးကနေ Great 11ထွဲနဲ့ပတ်သက်တဲ့အင်္ဂလိပ်စာသင်ခန်းစာတွေရဲ့တခြားပြပကအင်္ဂလိပ်စာသင်ခန်းစာမျိုးကိုပုံမှန်တင်ဆက်ပေးတော့မှာဖြစ်လို့ channel လေးကို subscribe လုပ်ပေးဖို့ဥစွာမြတ်တရားခံပြစေโอเคဒါဆိုရင် related pronouns တွေအကြောင်းကိုလေ့လာကြည့်ကြရအောင် let to pronounce who whom and whose ကျွန်တော်တို့ဒီ grade 12မှာကတော့ relative clauses တွေဆိုမှပါတယ်အကယ်၍ဒီအပြည့်အစုံကိုလေ့လာခြင်းနဲ့ဆိုရင်တော့ညဘက်တော့မှပေါ်လာတဲ့ video link လေးကိုတွားနေပြီးတော့မှကြည့်လို့ရပါတယ်ခင်ဗျာအဲ့ဒီမှာကတော့ defining related clauses တွေအကြောင်း non defining related clauses တွေအကြောင်းလည်းကျွန်တော်အကျဉ်းတဝင်းရှင်းပြထားပါတယ်ခင်ဗျာအခုကတော့ grade 10နဲ့ပတ်သက်တဲ့ who whom and whose အကြောင်းကိုပဲလေ့လာကြရအောင် study the following sentences Sisu, who went to the same school as mine, has now become a famous doctor. Sisu, ဒီနေရာမှာကျွန်တော်တို့ကဒီ relative pronouns တွေကသူ့ရဲ့အရှိမကလည်းရနေတဲ့နာမ်ကိုပဲထူးပြတော့ကြောင်းမို့သူ့ကလည်းကျွန်တော်တို့က adjective phrases တွေလိုလည်းပြောလို့ရတယ်။ do ဆိုတဲ့အဓိပ္ပာယ်ပေါ့။ကျွန်တော်နဲ့အကြောင်းအတူတူတက်ခဲ့သောစုစုဒီအခုတော့နာမည်ကြီးဆရာဝန်ကြီးတယောက်ဖြစ်နေပြီလို့ပြောတာဖြစ်ပါတယ်။ဒီနေရာမှာ who ဒီစုစုကို ဒီမှာ non definable related clauses လို့ပြောတယ်ဒါဒီစုစုရဲ့အကြောင်းကို information ထပ်ပေးတာပေါ့နော်ဒီ who ရဲ့ who clauses က okay next he got married to the girl whom he met in university သူဟာကောင်မလေးတောင်နဲ့လက်ထပ်ခဲ့တယ်ဘယ်ကောင်မလေးလဲ whom he met in university university မှာတက္ကသိုလ်မှာတွေ့ခဲ့တော့ကောင်မလေးဒီနေရာမှာဒီ the girl ဆိုတာကဒီ he met ရဲ့ object လို့ပြောမှာပေါ့နော်ဒါကြောင့်မို့သူ့ကိုကျွန်တော်တို့က whom ဆိုတဲ့ object object pronoun နဲ့ဆက်ပေးတာပါဒါကတော့ subject pronoun ဒါကြတော့ object object pronoun မှာနောက်တစ်ခု the prize will go to the student whose story is the most interesting သူကတဲ့ to the student where go ဆိုတာရလိမ့်မယ်တဲ့ whose story is the most interesting စဉ်းစားစရာအကောင်းဆုံးဒီရင်းနိုင်တဲ့စဉ်းစားစရာအကောင်းဆုံး story ပိုင်ရှင်က story ပိုင်ရှင်စီကို ဒီစုကတွားလိုက်မယ်လို့ပြောတာဒီအဲအကောင်းဆုံးရင်းနိုင်တဲ့စေဝန်သားဆရာအကောင်းဆုံး story ရင်းနိုင်တဲ့ចောင်းသားကစုရလိုက်မယ်လို့ပြောတာဖြစ်ပါတယ်အဲ့တော့ who's story သူကတော့ position ကိုပြတာပေါ့ဗျာပိုင်ဆိုင်မှုကိုပြတာဖြစ်ပါတယ် okay ဘသူကပိုင်တာလဲ the student နော်ဒါပါပဲ okay ဒါဆိုရင် we use related pronoun who to refer to people who ကိုတော့လူတွေအတွက်ကိုစားပြုဖို့သုံးပါတယ်အထူးသဖြင့်သူက subject pronoun ပေါ့နော် Now, good. We use the relative pronoun whom to refer the people when the person is the object of the verb. Verb to create object so you know whom or do Okay. Now sound good. We use the relative pronoun whose to refer possession of people and animals. Whose go jaro lulu ya pang sai mu ra mo tre san ya pang sai mu jang go pyo whose go do ma le de. Ai lo di ni ma whose di tre san lu ma mo bu pisi ri ye pang sai mu go pyo ji yin whose ကိုသုံးလို့ရပါတယ်ဒီမှာကတော့ who နဲ့ whom နဲ့ whose နဲ့ပဲဆိုတော့ဘာမှရွေးထွေးစရာမရှိပါဘူး okay ဒါဆိုရင်တော့ subject pronoun ဆိုရင် who object pronoun ဆိုရင် whom ပိုင်ဆိုင်မှုကိုပြရတယ်ဆိုရင် whose ဖြစ်ပါတယ်ဒါဆိုကျွန်တော်တို့လေ့ကျင့်ခန်းလေးလုပ်ကြရအောင်ဗျာ Be explain when whom who or whose whichever is correct မှန်ကန်တဲ့ who တို့မဟုတ် whom တို့မဟုတ် whose နဲ့ လက်တွေထဲမှာဖြစ်ပြီးဖြည့်ပေးပါ the first one is done for you as an example ပထမတစ်ခုကိုတော့နမူနာလုပ်ပေးထားပါတယ်တဲ့ okay the girl whom we met in tokyo last year sent me a postcard သူကမှမနေ့ကတွေ့ခဲ့တဲ့ကောင်မလေးကကျွန်တော်စီကို postcard တစ်ခုပို့ခဲ့ပါတယ် okay the girl whom we met ဆိုတာဒီကျွန်တော်တို့တွေ့ခဲ့တော့ဆိုတကယ်ဆိုတာဒီတွေ့ချင်းခံရတဲ့ object pronoun ကြောင့်မို့ whom နဲ့ဆက်ပြတာဖြစ်ပါတယ် okay number 2 donila is my teacher who taught me english when i was in grade 3 okay အဖြစ်တန်းထည့်လိုက်တော့မယ်ပြောလဲပြောလိုက်ပြီအဲ့တော့ဒီနေရာမှာက my teacher ဆိုတာကို who နဲ့ဆက်ပေးတယ်သူက subject ကြောင့်မို့ပေါ့နော်ဒီမှာက verb ဒီမှာ object ပါနေပြီဖြစ်တဲ့အတွက်တာဒီ subject pronoun မဖြစ်ရတော့မှာ who ဖြစ်ပါတယ် she is the student handwriting is the best in my class ဒီနေရာမှာ handwriting ဆိုတာက noun ကြီးဖြစ်တဲ့အတွက်တော့ position ကိုပြတာဗျာသူဟာတဲ့သူလက်ရေးအလှဆုံးအတန်းထဲမှာလက်ရေးအလှဆုံးចောင်းသားပဲတဲ့အဲ့တော့ u g u j o n o g a j o n g d u w e r e s h i s r o b a n s a m u g u b a j a m u j o n o m a t e b i a m e n z o w h o s b e t e b i a m a b a Okay, number four. She is one of those people who or whom or whose left to be the center of attention. 아론이 아론수세무고 야진네 디 루미아이레가 떼약베레 에로 디니아마지노루가 바베테비말레 디 블랩수라지가 바베테니레 두에 삼제베테비야마바 오케이 후 fight the new is a person ဒီမှာလဲဟူပါပဲ who takes her responsibility seriously သူရဲ့တောင်းပန်တရားတွေကိုเนาะကြည်ကြည်ပွန်ပွန်လုပ်တဲ့သူကဒေါ်နုပဲ okay the police are investigating the company ဒီထဲမှာ top manager ဆိုတာဒီ noun ဖြစ်နေတဲ့အတွက်သူရဲ့ရှေ့မှာရှေ့ရမှာဒီကျွန်တော်တို့က position ကိုပြနေတာဒါကြောင့်မို့ whose top managers were arrested last night a company ရဲ့ဆိုတဲ့အဓိပ္ပာယ်ပါဒါတော့တရှိတက်မဲ့တွေပေါ့နော် တိရစ္ဆာန်လည်းမဟုတ်ဘူးလူပုဂ္ဂိုလ်လည်းမဟုတ်ဘူးသူတို့ညာလိုက်တာဒီအရာဝတ္ထုလို့ပြောမှာပေါ့ဗျာ Okay number 7 do you know the women i sent those flower to ဒီနေရာမှာ2ဆိုတော့လည်းပြည်ထားရမယ်ဒါဆိုရင်ကျွန်တော်တို့ကသူ့ကို whom နဲ့ပဲသုံးကြတာ object ပါပဲ whom i sent those flowers to ငါပို့လိုက်တော့ငါပန်းတွေပို့လိုက်တော့ကောင်းပါလေအမျိုးသမီးကိုမင်းသိသလားတဲ့ okay အဲ့တော့ဒီဟာတဘောတရားတူတူပဲ ဒီမှာ whom we met ရဲ့ဒီမှာ whom i sent ရဲ့အတိအပယ်ကအတူတူပါပဲသဘောတရားပါနံပါတ်8 the school is established especially for children ဒီမှာ school is a noun form ဖြစ်တဲ့အတွက်သူ့ကိုလည်းကျွန်တော်တို့ပါပဲထည့်ပေးရမှာလဲ who's ပဲထည့်ပေးရမှာပါနော်နေမကောင်းဖြားနာမှုတွေကြောင့်မို့အနောက်ရှက်ခံရတဲ့ဒီ who school is ဆိုတာကြောင်းနေခြင်းပေါ့နော်ဒီလူတွေတွေ့တဲ့ဒီကြောင်းကိုအဓိကယူရပြီးတော့မှတည်ထောင်ထားတာဖြစ်ပါတယ်တဲ့နံပါတ်9 the person blah 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 we met on train was very helpful okay the person we met ဒီနေ့မလဲဒီအပေါ်ကကျွန်တော်တို့နံပါတ်7ရယ်နံပါတ်1ရယ်နဲ့သဘောတရားတူတူပဲ subject verb ဒီဟာက object ဖြစ်အောင်ပေါ့နော် object pronoun whom ဖြစ်ပါတယ် okay number 10 he is a shame or asking okay ဒါကတော့ subject ပါပဲခင်ဗျာဒါကတော့ရှင်းသာရှင်းနေပါတယ် he who is a shame or asking is a shame or lonely မိကွန်းမေးဖို့အတွက်ရှစ်တဲ့သူကတဲ့ ပင်ယူလိလာမှာလဲရှစ်တဲ့တူပဲတဲ့ okay ဒါဆိုတော့အဆင်ပြေလိမ့်မယ်လို့ထင်တယ်ဒါကြီးကအရင်လည်းမခက်ဘူးဒါဆိုရင်ကျွန်တော်တို့ next exercise ကိုတွားကြအောင်ဆို combine each pair of sentences using the appropriate related pronoun as in the example ဥပမာပေးထားတဲ့အတိုင်းသင်လျော်တဲ့ related pronoun နေနဲ့ဒီဝိကြတိုင်းမှာဖြည့်ပေးပါရဲ okay sorry ဖြည့်ပြမအောင်ဘိုးဝိကြအတွဲလိုက်အတွဲလိုက်ကိုပေါင်းဆက်ပေးရမှာနောက်ကြောင့်ကိုကြောင့်လုပ်ပေးရမှာပေါ့ဗျာ example my aunt has five children she lives in manly ကျွန်တော်အတော်မှာကလေး9ယောက်ရှိတယ်တဲ့သူကမန်လေးမှာနေတယ်တဲ့ဒါကြောင့်ကျွန်တော်တို့က relative pronouns who ရယ် whom ရယ် whose နဲ့ဆက်ပြရမှာအဲ့တော့ဘာနဲ့ပဲဆက်ပြရမလဲ my aunt ဒီနေရာမှာသူ့ရဲ့နောက်က pronoun တွေ my aunt ကိုပဲပြောတာကြောင့်မို့ကျွန်တော်တို့က subject ပဲ subject ဆိုတော့ who နဲ့ပဲဆက်ပြရမှာပေါ့ my aunt comma who lives in mandalay comma has five children သူကတော့နမူနာတဲ့အတိုင်းရေးဆိုလို့တော့ကျွန်တော်တို့ကနမူနာတဲ့နမူနာတဲ့အတိုင်းရေးရမှာသူကတော့ non defining related clauses လို့လည်းပြောလို့ရလဲဒီဒီမှာတော့ non defining မဟုတ်ဘူးပေါ့နော် defining မဟုတ်ဘူးပေါ့နော် non defining related clause လို့ပြောရမှာပါ okay ဒီအကြောင်းကတော့ရှုပ်နေမှာဆိုတော့ကျွန်တော်ပြောတော့ဘူး okay number 1 i have the girl her car had broken down in front of our, our house ကျွန်တော်တဲ့မိသမီးတယောက်ကိုကူညီခဲ့တယ် her car had broken down in front of our house ကျွန်တော်တို့အိမ်ရှိမှာသူ့ရဲ့ကားပြစ်နေကြတာအဲ့တော့ကျွန်တော်တို့စစ်ပေးရမှာဒီနေ့အကြောင်းကို British Brown နဲ့ပေး girl born subject ဒီနေ့ကျွန်တော်တို o ကဘာနဲ့စပေးရမှာအဲ့တော့ဟာဆိုတဲ့ have the girl comma whose car had broken down in front of our house ဖြစ်ပါတယ် Okay number two. I hardly recognize recognized my distant relatives. Distant relatives ဆိုတာအဝေးရဆွေမျိုးတွေကိုကျွန်တော်မမှတ်မိဘူးတဲ့ They came to my sister Wendy သူတို့ဟာကျွန်တော်ရဲ့အမဒီမင်္ဂလာပွဲကိုလာကြတာတဲ့ဒီနေ့မှာ subject pronoun ဖြစ်ပါတယ်ဒီမှာက subject verb object လို့ယူဆလို့ရပြီမြဲဒီအနောက်က sentence ရဲ့ sentence order ကိုပဲကြည့်ရအောင်နော်ဒါမှ the they ဆိုတာဒီ subject ဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့က I hardly recognize my distant relatives, comma, who came to my sister's wedding. Okay, number three. Nini is very good at playing football. He has just moved to our school. Nini ha bolongana yan tore tuha. ကျွန်တော်အကြောင်းကိုခုမှသူပြောင်းလာတာတဲ့အဲ့တော့ဒီဟာကတော့ကျွန်တော်တို့ဘလူကြီးတော့ရေးလို့ရတယ်ဗျသို့တော့တင်တော်သုံးကတော့ ညီညီ who has just moved to our school is very good at playing football ဒါကပုံတင်တော့တော့မှာပဲအော်ကျွန်တော်တို့ကညီညီ who is very good at playing football comma has just moved to our school ဆိုရင်ဘောလုံးကစားတာတော်တဲ့ညီညီကကျွန်တော်ကျောင်းအခုမှပြောင်းလာတာဘောလုံးကစားတာမတော်တဲ့ညီညီကဟိုးအင်းတို့ကကြီးပြောင်းလာတာဆိုတဲ့ပဲရောက်နေမှာဒါကြောင့်မို့ကျွန်တော်တို့ကျောင်းအခုမှပြောင်းလာတဲ့ညီညီကဘောလုံးကနာအရန်တော်တယ်လို့ပြောတာကနော်အတင်းတော်ဆုံးပါပဲဒီခုနကတော့ကျွန်တော်ပြောတဲ့ rules ကလည်း rules ကညီပေမဲ့တို့တော်ညာလည်းဒါကမတင်လင်ဘူးပေါ့နော်โอเคဒီလိုလေးရတာအဆင်ပြေဆုံးပါမယ်ခင်ဗျာ number 4 the children are not from our school they are playing in the street okay ဒါလည်းဘယ်လိုပြောမလဲကျွန်တော်တို့ they ဆိုတာလေး subject ပဲဆိုတော့ who နဲ့ပဲစင်မှာပေါ့ဗျာအဲ့တော့ the children ဒီဟာက they are playing in the street ဆိုတာက the children အကြောင်းကိုပြောနေတာဒီကျွန်တော်တို့ကျွန်တော်ပြောဖို့ကြံနေတာ the related pronouns နေဆိုတာကသူအထူးပြုတဲ့ noun နဲ့ပဲကပ်လျက်ဖြစ်နေရတာဒီမှာဆိုရင်လဲ the garden ကတ်လျက်ဖြစ်နေရတာအဲဒီမှာဆိုရင်လည်းဒီ distant relatives နဲ့ဟူးနဲ့ဟာကတ်လျက်ဖြစ်နေရတာညီမလည်းညီညီနဲ့ဟူးနဲ့ဟာကတ်လျက်ဖြစ်နေရတာပေါ့နော်ဒီမှာလည်းကျွန်တော်တို့ကတခြားရင်းကိုထူးပြတဲ့အတွက် debit card clause နဲ့ထူးပြမယ်ဆိုရင် debit card clause ဒီကတ်လျက်နေရမှာဖြစ်တယ်အားကြောင့်မို့ the children comma who are playing in the street comma are not from our school ဒီလိုမျိုးလေးရလို့ရတာပေါ့ဗျာ the children comma who are not from our school comma are playing in the street ါတော့တိတ်အိဗယ်အိဗယ်မရှိဘူးပေါ့နော်ကျွန်တော်တို့အเจ้าကမဟုတ်တဲ့ကလေးတွေကလမ်းထဲမှာကစားနေကြတယ်ဆိုတော့ rules ရအမှန်ပေမဲ့လည်းဒါရက်တိတ်မတက်လျော်ဘူးလို့ယူဆရတယ်အဲ့တော့ကလေးတွေတင်တဲ့အခါမှာလဲလိလာတဲ့ကလေးတွေကိုယ်တိုင်လိလာတဲ့အခါမှာလဲ rules တစ်ကိုကိုယ့်ရဲ့ဒီဖြစ်တဲ့နာလေးကိုစဉ်းစားပြီးတော့မှဖြေရှင်းချင်ပါတယ်ခင်ဗျ Okay number 5 the people live next door to us they are very friendly ဒီမှာလေးဒီတိုင်းပဲ subject ပဲပေါ့ဗျာ who နဲ့ဆက်ရမှာအဲ့တော့ဒီအနောက်က they ဒီဘ ᱹ ရုပြောနေတာလဲ the people live next door to us ကိုပြောချင်တာအဲ့တော့ the people live next door to us ကိုဒီရဲ့ phrase လိုက်ကြည့်ယူလို့ရတယ်လူတွေကျွန်တော်တို့အဲကက်လျက်နေတာပေါ့နော်ကက်လျက်နေတော့တူတူဟာတို့ဟာအရန်ကိုယဉ်နိဖို့ယူကြတယ်အဲ့လိုလို့ဖြစ်မလဲ the people တို့ကက်လျက်ထားမှာ who live next door to us are very friendly ဒီလိုဖြစ်ရင်လည်းရတယ်လို့ကျွန်တော်တို့ဘေးနားကက်လျက်နေတဲ့အိမ်ကြီးချင်းကအရန်ကိုဖော်ပြကြတယ်လို့ဖြစ်လို့ရတယ်လို့ the people who are very friendly live next door to us ဒီလိုရင်းလည်းရတာပေါ့ဗျာရန်ဖို့ယူတဲ့လူတွေကကျွန်တော်တို့နဲ့ကျွန်တော်တို့နဲ့ကပ်လျက်နေတာဒီလိုလည်းရတော့ရတာပါပဲတို့တော့တို့ကအကောင်းဆုံးပါပဲခင်ဗျာတိကကဒီ big clause နဲ့ဆက်ချင်တယ်ဆိုရင်လည်းသူက who clause နဲ့ကိုထူးပြူတဲ့ noun တွေကိုကပ်လျက်ထားပေးရမှာဒါလေးတော့မိသိချင်ပါဘူးခင်ဗျာ okay number 6 the home for the h is for italy people ဒီဟာကဘိုးဘွားရေးတာလို့ပဲဆိုပါစို့နော်တက်ကြီးရွယ်ဘိုးဘွားရေးတာ အဲ့တော့ဒီတကြီးရတို့တဲ့ဒီ 40h is for italy people တကြီးရတို့အတွက်ပါတဲ့ they do not have anyone to look after them တို့ကို social media တောင်းဝမရှိတဲ့သူတွေအတွက်အဲ့တော့ကျွန်တော်တို့ day ဆိုတာဒီဘယ်လိုကိုပြောချင်တာလဲ for italy people တွေကိုပြောချင်တာအဲ့တော့သူကဒီ clause နဲ့ကျွန်တော်တို့ hook စစ်တဲ့ clause ကြီးကလည်းထားမှာပေါ့ဗျာဒါကြောင့်မို့ the home for the h is for italy people comma who do not have anyone to look after them ဖြစ်ပါတယ် Number seven, I miss the famous singer. It's a friend's birthday party. I always buy his album. မှာကျွန်တော် full stop ဖြစ်ရမှာပါ။အဲ့တော့ဒီမှာ I I ဒါ I ကတော့ဒီ I အကြောင်းကိုပြောတာမဟုတ်ဘူးဒါတော့သိကြတယ်။ဒီနေရာမှာ I met a famous singer at a friend's birthday party. နာမည်ကြီးဆိုတော့တယောက်ကိုတငယ်ချင်းရဲ့မူနီဝဲမှာကျွန်တော်တွေ့ခဲ့တာတဲ့။အဲ့တော့ I always buy his album. ဒီမှာ pronoun တစ်ခုက his his ကဘယ်လိုပြောရင်လဲဆိုတော့ the famous singer ကိုပြောချင်တာဖြစ်စီအနောက်မှာကကျွန်တော်တို့က albums လို့ခေါ်တဲ့ noun form ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ကဒီဟာဒီ who's နဲ့ပဲစစ်ပေးရမှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကကျွန်တော်တို့စစ်ပေးရမယ့် clause ဒီကိုအထူးပြုမဲ့ကိုပြောမဲ့ noun နဲ့ကပ်လျက်ထားမှာကြောင့်မို့ဒီဟာနဲ့ကပ်ရထားမှာအဲ့တော့ i miss the famous singer whose albums i always buy စတဲ့ order လေးချိန်ထားတာကိုသတိထားပေးပါ whose albums i always i always I always buy whose albums in the whose albums I always buy, comma, at the Friends party Party. I miss the famous singer at the Friends Birthday Party, whose albums I always buy. So, I always buy. Okay. Number 8. The cyclist won the race. He had trained hard the whole year. ဒါလည်းနှမျိုးလုံးရေးလို့ရပါတယ်ဒါကတော့ subject တွေပဲကြောင့်မို့ဒီစပိန်စီးသမားကတဲ့ပြန်ပွဲမှာနိုင်ရသွားတယ်တဲ့ he had trained hard for the whole year သူကတနစ်ပတ်လုံးလေ့ကျင့်ထားတာအဲ့တော့သူကဆိုပါစို့ဒီ he က the cyclist ကိုပဲညွှန်းတာကြောင့်မို့ဒီ closeness ဆိုရင်ကျွန်တော်တို့ကဒီ cyclist နဲ့ကပ်လျက်ထားမှာပေါ့ဗျာဘာနဲ့စစ်မှာလဲ who နဲ့ပဲစစ်ရမှာပေါ့ the cyclist who won the race had trained hard the whole year ဒီလိုရင်းလဲရသလိုခုနကကျွန်တော်ပြောလို့ the cyclist who had trained hard the whole year won the race အနိုင်ရတဲ့သပိန်သမားဟာတနစ်ပတ်လုံးလေ့ကျင့်ထားခဲ့တာဒါမှမဟုတ်တနစ်ပတ်လုံးလေ့ကျင့်ထားတဲ့သပိန်စီသမားဟာအနိုင်ရခဲ့တာဒါနှမျိုးလုံးကဖြစ်နိုင်တယ်ပေါ့နော်နှမျိုးလုံးကဖြစ်နိုင်တယ် Okay ဒါကတော့ကျွန်တော်ကဒီ subject ရဲ့အကြောင်းကို more information ထပ်ပေးတဲ့အနေနဲ့ non defining clause အနေနဲ့ အနိုင်ရတဲ့စပိန်သမားဒီတနစ်ပတ်လောက်ပြင်းပြင်းထန်ထန်လေးကြက်ထားခဲ့တာလို့ပြောတာပါ။အိုပြီးတော့မှနိုင်ဝင်ပြည်ရရှိလို့သူတို့ရေးထားတာပါ။ Okay number 9. Customer like the said person the said person are friendly and helpful. Helpful. အဲ့တော့ the said person the ma the said person အနောက်က the said person က the said person အကြောင်းကိုပြောတာဆိုတာရှင်းနေပြီပေါ့နော်။အကယ်၍ဒီမှာဘာဖြစ်လို့ they လို့မသုံးတာလဲ။ Okay they လို့ဘာလို့မသုံးရလဲဆိုတော့ဒီ they လို့ပြောလိုက်တယ်ဆိုရင် ကတ်စတမာကိုပြောတာလားတဲ့ save percent ကိုပြောတာလားဆိုတော့မသေးဘူးခင်ဗျဒါကြောင့်မို့သူက the save percent လောက်ကိုသူကတဲ့တဲ့ရေးထားတာအဲ့တော့ဘယ်လိုရေးထားဘယ်လိုပြောသွားမလဲ customer like the save percent who are brilliant help ပါပဲ the last one we chose aas our team leader ကျွန်တော်တို့ aa ကိုအဖွဲ့ကောင်းဆောင်ပြည်ရွေးချယ်တင်မြှောက်ခဲ့ပါတယ် everyone trusted her လူတိုင်းကသူ့ကိုယုံကြည်ကြတယ် okay အဲ့တော့ကျွန်တော်တို့က we chose aa aa the object လေးဖြစ်တယ်ဒီအနောက်ကဆင်းတဲ့ငွေကြည့်လိုက်မယ်ဆိုရင်လည်း ဟာဆိုတဲ့ pronoun ဒီ trusted ရဲ့ object ဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ကဘာနဲ့ဆင်ပါလဲ whom နဲ့ဆင်ရမှာအဲ့တော့ကိုစစ်တဲ့ clause ဒီ who နဲ့စစ်တဲ့ clause ဒီကို more information ထပ်ပေးခြင်းနဲ့ပေးခြင်းနဲ့ aa နဲ့ကပ်လျက်ထားရမှာဒါကြောင့်မို့ we chose aa whom everyone trusted နော် everyone trusted whom ကဘာမှအဓိပ္ပာယ်မရှိတော့ဘူးလေဗျာဒီလို syntax order လေးချိန်သွားရမယ် whom everyone trusted ဒီမှာ as our team leader ကို more information ထပ်ပေးခြင်းနဲ့ clause ကိုကိုပေးခြင်းနဲ့ noun နဲ့ကလျက်ထားရတယ်ဒါလေးကိုသတိထားပါမယ်ခင်ဗျာ Okay ဒါဆိုရင်အားလုံးစီပြသွားလိုက်မယ်လို့ထင်တယ်ဆွေးနွေးပြီးပြီးများကိုလည်းကျွန်တော်ရဲ့ comment box မှာဝင်ရောက်မှချက်ပေးပါဗီဒီယိုလေးကိုဆုံးနေကြည့်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်းဆက်တွေ့ကြအောင်အပတ်မကြီးရင် channel လေးကို subscribe လုပ်ပြီးမြန်မာရခိုင်ပြပါစေ Bye bye